အလုံးမမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လ3ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လန်ညချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ညရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေတဲကဆိုရင်ဇဖုံးဟင်းရဲ့သတင်းနဲ့စရမှာပါအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အပါဝင်စစ်ကောင်းဆောင်တော်တော်များများကိုဆဲဆိုခဲ့တဲ့နောက်ထပ်ကျွန်တော်တို့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်ကိုလည်းအမျိုးမျိုးဆဲဆိုထားတဲ့ PDF တွေနဲ့ပတ်သက်ရင်လေသူပြောတာမှတ်မိပါသေးတယ် PDF တွေကခွေးရက်တဲ့ထက်ညက်ခဲလို့တဖြည်းဖြည်းနဲ့လုံးပါပါနေပြီဆိုပြီးတော့အစဉ်ဒီဇိုင်းနဲ့အာပေါင်းအာရင်တန်တန်ပြောခဲ့တဲ့ဇဘုံဟင်းအဲ့တော့ဇဘုံဟင်းကိုအခုစရှုံးကောင်စီကပဲပြန်ပြီးတော့ဖမ်းဆီးလိုက်ပြီလို့သိရပါတယ်ဖမ်းတာမှကျွန်တော်တို့ဆက်သွယ်ရေးဥပဒေပုံမှန်တွေနောက်တစ်ခါတစ်ခိုးထုတ်တဲ့တင့်မောင်ကိုကိစ္စတွေဒီလိုင်စင်မဲ့ကားတွေကိုတင်သွင်းနေဆိုတဲ့လိုင်စင်မဲ့ကားအယောင်းဝင်လုတ်တဲ့ပုံမှန်တွေနဲ့ ဖမ်းဆီးလိုက်တာဆိုပြီးပြည်ဦးလွင်မှာရှိတဲ့ရဲအတိုင်းဝန်စီကနေပြောတာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုလေသတင်းဌာနကြီးတွေမှာဖော်ပြထားတာကျွန်တော်တို့တွေ့ရပါတယ်။ဘောမမတဲ့တော့ဘောမမတဲ့တာလားဘောအမလွန်သွားတာလားအခုတော့ဘောရမှာနှာခေါင်းမြုပ်ပြီးတော့အသက်အသက်ရှူကြက်ရမဲ့ဖြစ်စဉ်ကိုဇဘောဟင်းတယောက်တော့ရောက်ရှိသွားပါပြီ။အဲ့တော့ဇဘောဟင်းတို့ဒဇင်ဦးတို့နောက်တစ်ခါကျော်စိုးဦးလားကျော်ကျော်စိုးဦးလွန်ခဲ့တဲ့မကြခင်အချိန်ကမှကျွန်တော်တို့ဒီ ။အိုရင်တွင်ဖြစ်စဉ်မှာစစ်ရှုံးကောင်စီကလေရင်နဲ့ပြစ်တာမဟုတ်ပါဘူးဆိုပြီးတော့သုံးယောက်သားရုတ်တံဖိုင်နဲ့တကွညင်းဆိုခဲ့တာစစ်ရှုံးကောင်စီဘက်ကကာကွယ်ပြောဆိုခဲ့တာလိန်ညာဝါဒဖြန့်ခဲ့တာကိုကျွန်တော်တို့ပူပူနွေးနွေးတွေ့ခဲ့ရပါသေးတယ်။အခုတော့စစ်ရှုံးကောင်စီကိုရင်ကဖမ်းဆီးတာကိုပြန်ပြီးတော့ခံလိုက်ရပါပြီ။အဲ့တော့အကြမ်းဖက်စစ်ရှုံးကောင်စီကတေးကြပါလေသူ့ကိုနည်းနည်းလေးထိလာပြီးဆိုတာနဲ့သူ့ရဲ့အကျိုးစီးပွားကိုနည်းနည်းလေး ဒီသူ့ရဲ့ဂုံတိတ်ခါကိုညှိုးနှမ်းစေပြီးဂုံတိတ်ခါတော့မရှိပါဘူးသူတို့ထားတဲ့ဆန်ပေါ့နော်သူတို့နည်းနည်းလေးထိခိုက်မှုတစ်ခုတစုံတရာတွေ့မြင်ရပြီဆိုတာနဲ့အခုလိုမျိုးလုပ်ရက်လုပ်ပါတော့တယ်ဘလောက်ပဲတစ်ချိန်မှာဘောကိုခေါင်းနဲ့ရောပခုံးနဲ့ရောတစ်ခုလုံးမပါစေဘလိုမျိုးပဲအကျိုးဆောင်ပါစေနောက်ဆုံးမှာတော့ဒီလိုလမ်းကြောင်းမျိုးကိုဇက်သွင်းလေရှိပါတယ်ဇော်ဖုံးဟင်းတယောက်တော့အခုဟင်းလဲမဟင်းနိုင်သလိုဟောင်းလဲမဟောင်းနိုင်တော့တဲ့အဖြစ်ကိုရောက်ရှိသွားတာပါအဲ့တော့ ျွန်တော်တို့ဒီသတင်းအပြည့်စုံနဲ့ဒီကနေ့ညချမ်းမှာတော့သတင်းတင်ဆက်မှုကိုစလိုက်အောင်ပါမင်းအွန်လိုင်းအပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုခဲ့တဲ့ဒီစစ်တပ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ခုံမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတွေနဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြင်ဦးလွင်ရဲအတိုင်းဝိုင်းကပြောဆိုတာကိုသိရပါဗျ။ဂျော်လာနှစ်ရက်နေမိုးလွယ်တနအာရီကျော်အချိန်လောက်မှာပြင်ဦးလွင်မှာနေထိုင်တဲ့ စစ်လော်ဘီဇော်ဖုံးဟင်းကိုစစ်ရှုံးကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါမင်းအောင်လိုင်းပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်358မြင်းသော2025စက်သွယ်ရေးဥပဒေပုံမှ66ဂါနဲ့ဒီမဘာသာနဲ့စစ်တပ်ထောက်ခံတဲ့သူဒေါ်မူးမူးခိုင်ကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့တာလို့သိရပါဗျာ တော့ဇော်ဖိုးဟင်းကသူ့ရဲ့ Telegram Channel မှာစစ်တပ်အရာရှိကြီးတွေကိုဝေဖန်တာတွေဆက်လက်လုံဆောင်ခဲ့ကြောင်းအဲ့ဒါကြောင့်မလို့ဇွန်လ2ရက်နေ့မှာတော့စစ်တပ်ကဇော်ဖိုးဟင်းကိုဖမ်းဆီးသွားတာလို့သိရပါတယ်ဖမ်းသွားတာကတော့တေးကြတယ်ညှိနှိုင်းပြီးတော့ပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခေါက် တော့ညှိနှိုင်းပြီးတော့ထွက်ဖို့တော့ခက်မယ်ထင်တယ်သူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်ဆိုပြီးရဲတရင်မြစ်ကပြောဆိုတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ် တော့ရန်ကုန်အခြေစိုက်မဘာဒအတိုင်းဝိုင်းကတော့ဇော်ဘုံအင်းကိုဆက်သွယ်ရေးဥပဒေဒီတင့်မှောင်ခုမှုလန်နမှုလိုင်စင်မဲ့ကားတွေရောင်းဝယ်မှုတွေနဲ့ဒီအမှုတက်ပြီးတော့ဖမ်းဆီးထားတယ်လို့သိရှိရပြီးသူ့ကိုပြန်လွတ်ပေးရေးမဘာဒဥဆောင်သူတချို့ကတော့စစ်တပ်နဲ့ညှိနှိုင်းနေတယ်လို့လည်းသိရပါဗါတယ်အဲ့ဖမ်းဆီးမခံရခင်ဇော်ဘုံအင်းကဒီစစ်တပ်လော်ဘီတွေဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နဲ့အတူမုံရွာမြို့ဒီအနောက်ဘက်တိုင်းစစ်ဌာနချုပ်အပါဝင်စကိုင်းနဲ့ မန္တလေးကိုသွားရောက်ခဲ့တယ်လို့သိရပါဗျ။ရုပ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွဝေဝေဆာဆာအရင်ရက်ကမှတင်ထားတာကိုလည်းတွေ့မြင်ရပါဗျ။အဲ့တော့ပူတက် operation အမည်နဲ့ဟန်ငိဦးဘညွန့်မိုင်းဝေကိုတက်ကျော်စွာကိုနှင်းမောင်စတဲ့ဒီဆက်ရှုံးကောင်တီထောက်ခံသူတွေဥဆောင်ပြီးတော့စစ်အုပ်စုလိုက်တိုင်တိုင်းခဲ့တာဖြစ်တယ်လို့လည်းစစ်တပ်ထောက်ခံသူတွေအားမှပြောနေကြပါဗျ။အဲ့တော့ဟန်ငိဦး channel မှာလည်းလက်ရှိတက်မတော်အစိုးရကိုအယုံကြည်မဲ့အောင်အထက်အောက်သွေးကွဲအောင်လုပ်ပြီး တော်လံပုံကံ ဖြုတ်ချဖို့အထိပါကြံစီတဲ့ပူးတက်တဲ့ဒီတက်ရှူကောင်ရဲ့ကြံရပါအပေါင်းပါတစ်စိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ်အချင်းခါကောင်းပဲနော်ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်အဲ့တော့ဒဇင်ဦးတို့နောက်ထပ်ကျော်စိုးဦးတို့ထပ်ပြီးတော့သတိထားမယ်အချင်းနေပါဒါပြင်တခြားဘာဘာသာအဖွဲ့ဝင်စစ်တပ်ထောက်ခံသူဖြစ်တဲ့မတ်ပုတုကိုလည်းဖမ်းဆီးဖို့လိုအပ်ကြောင်းရေးသားမှုတွေတွေ့လာရပါတ မမသာဘွဲ့ဝင်ဒီဘက်ကလည်းအာနာရှင်ရဲ့လက်ပါစီဒီဘေးကလည်းကြောက်ရသေးတယ်ရေးသားပြောဆိုတာဂယုဆိုင်ကြဖို့လူကြောင်းသူတို့အချင်းချင်းသတိပေးပြောဆိုနေတာကိုလည်းကျွန်တော်တို့ပြင်ပြရပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ပိုင်းอืมစကဝိုင်းရိုက်တော့ CDM ဘုံမူးတင်လင်းအောင်ကပြောတယ်ပေါ့ဒီဇဘောဟင်းကသူငငယ်ပေါ့သူငငယ်ဒီခုမအားလာကလည်းအဲသူတို့ ဒေတာမှာပေါ့သူတို့ဒေတာမှာသဘုံရလဲစစ်တပ်အတိုင်းဝိုင်းရဲ့စစ်တပ်အတိုင်းဝိုင်းကမွေးဖွားလာတဲ့ကောင်တကောင်ဆိုတော့ဒီမရောက်လိုက်တက်ချုပ်ရဘူးမရခင်သူအစင်းစင်းထန်းဆောင်တော့ကသဘုံရငငယ်မှာဒီမရောက်လိုက်တို့ရှိမှာတွားတဲ့လာတဲ့အဲတိတွေ့ဆက်ဆန္ဒမျိုးတွေရှိတယ်အတွင်းသည့်အစင်းသည့်တွေပေါ့နော်အတွင်းသည့်အစင်းသည့်တွေဆိုတော့ဒီသဘုံရပြောတဲ့အခါမှာမားလာလဲအရှိုက်ထိတော့အာဒါကောက်ထဲလိုက်တာမျိုးဖြစ်တယ်ဆိုပြီးတော့တရင်အချက်လက်အစ်တစ်ခုကျွန်တော်စကောင်းဝိုင်းရိုက်တော့တိလိုက်ရတယ်ပေါ့ ဒါကတော့ကျွန်တော်တို့ပထမဆုံးဇဘုတ်ဟင်းမဟိနိုင်မဟောင်းနိုင်တို့ရဲ့သတင်းတပုတ်ကိုခဏဦးတင်ဆက်လိုက်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့တီဝဘူစစ်တပ်စခန်းသိမ်းတိုက်ပွဲပြင်းပြထန်ထန်ဖြစ်နေတယ်ဆိုပြီးသိရပါတယ်။အဲ့တော့ဒီနေ့ညနေမှာအဲ ARD ARD news ကတော့တီဝဘူစခန်းကိုရလိုက်ပြီးခစ်တဲ့တခြားသတင်းဌာနတွေအပါဝင်ကတော့တိုက်ပွဲပြင်းထန်တော့ဆိုပြီးတော့သတင်းကနှစ်ခုဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဘသူရှိကိုကျွန်တော်တို့သွားပြီးတော့အတီးပြူရလဲဆိုတော့ ကျွန်တော်တို့ရဲ့ဘိုးကြီးအဲဘိုးစောကိုရှိကိုတွားပြီးတော့သူ့အကောင့်တွားပြီးတော့ကြည့်ရတယ်ဘိုးစောကိုအဲမေးတာလေသူကလက်ရှိမှာစစ်စင်ရေးတွေမှာရောက်ရှိနေတဲ့ခါကျတော့အကြောင်းမပြောင်းနိုင်ဘူးပြောင်းနိုင်တော့သူ့ရဲ့အကောင့်ကိုတွားပြီးတော့ကြည့်ရတယ်သူ့အကောင့်မှာတေးကြတယ်စကမ်းသိမ့်ပြီဆိုရင်သူတခုခုရေးတယ်ပါတီတို့အစိုးရရှိသေးတယ်ပါတီတို့နေ့လေခင်းပဲရှိသေးတယ်ညရောင်စောင့်ပါအောင်လားအဲအဲ့လိုမျိုးတွေရေးလေရှိတယ်ဒီရက်ပိုင်းမှာအဲစကမ်းတွေသိမ့်ပြီပြီဆိုလို့ရှိရင်ဘိုးစောကအဲ့လိုမျိုးဟင့်လေးတွေပေးလေရှိတယ်အခုတော့ဘိုးစောကတော့ဘာမှ ရေးပြီးတော့တင်ထတာမျိုးမတွေ့ရသေးဘူးအဲစခန်းတင်းတိုက်ပွဲပြင်းပြထန်ထန်ဖြစ်နေသေးပဲလို့ကျွန်တော်တို့ကောက်ချက်ချယုံကြည်လို့ရပါတယ်အဲ့တော့ကရင်ပြည်နယ်မြရီမြို့နယ်ထမ်းမြမာနယ်သက်တိဘောဘူးစစ်တပ်စခန်းတင်းတိုက်ပွဲမှာအလွန်ပြင်းထန်နေပြီးတော့စစ်တပ်ကလေရင်နေနဲ့အကြိမ်ပေါင်းများစွာဘုံကျဲခုခံနေကြောင်းကင်းနယ်လီသတင်းရင်းမြစ်ကလည်းပြောဆိုလာအောင်ကျွန်တော်တို့တွေ့ရပါတယ်မနေ့ကဂျွန်လာ၂ရက်နေ့ကစတင်ပြီး KNL ပူပေါင်းမဟာမိတ်တပ်တွေကတေဘဘိုစခန်းကိုပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။အဲ့တော့တိုက်ပွဲမှာ ီကနေ့မွန်လွဲပိုင်းမှာအထိပြင်းပြင်းထန်ထန်ဖြစ်နေပြီးတော့ဆရှုံးကောင်းစီတက်ရဲ့လေရင်တွေကလည်းအဆက်မပြတ်ဘုံကျဲပြီးတော့ခုခံနေတယ်လို့သတင်းသိရပါတယ်။လေရင်နဲ့ပတ်ပြီးတော့ဘုံကျဲနေတာအချိန်ရေ9ချိန်လောက်ရှိမယ်။ဘုံတွေကလည်းပေါင်900ဘုံတွေဖြစ်တော့တယ်။ဘုံကျဲချလိုက်ရင်ပေါက်ကွဲတံကထိုင်းဘက်ကတော့အိမ်နေမြေကြီးတွေတုံနေဆိုပြီးဒီထိုင်းမြန်မာနယ်စပ်ကစီးရေးသတင်းမြစ်တူကလည်းအချိန်တွေကိုရှင်းပြပါတယ်။အဲ့တော့ KNL သတင်းမြစ်ကတော့တိဘောဘောစကန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် ဒေါ်လာရဲ့ရဲဘော်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အတီလင်းပြောပါတယ်။ထိုင်းလေတက်ကလည်း F16 တိုက်လေရင်နှစ်စင်းကိုထိုင်းမြန်မာနယ်စပ်ကိုဆေလွတ်ပြီးတော့ခင်းလန့်မှုတွေလှုပ်ဆောင်ခဲ့ပေမဲ့မြန်မာစစ်ရှုံးကောင်စီရဲ့လေရင်တွေကတော့ထိုင်းလေပိုင်နက်ကိုကျူးကျော်လာတာမရှိဘူးလို့ထိုင်းသတင်းတွေကရေးသားရပါတယ်။လက်တလုံးမှာတော့ထိုင်းမြန်မာနယ်စပ်မှာစစ်ရှုံးကောင်စီတပ်စခန်း၅ခုသာကျန်ပြီးတော့ဥက္ကဋ္ဌဒီတစ်ဘောဘူဝလီပြူဟာကုန်းတီသဲလေစခန်း ဒီ ठी ကပလေစခန်းတို့သာကြန့်ရှိတော့တယ်လို့သိရပါတယ်အဲဥက္ကဋ္ဌတို့နော်တက်ရှိ CEO တို့မကြခင်အဲ့ဒီ CEO တွေထင်းခွေခံရတော့မှာလို့ကျွန်တော်တို့မြင်ရောင်နေပါသေးတယ်ထိုင်းမြန်မာနယ်သက်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကရင်ပြည်နယ်ဘက်ကပြည်သူ900ကျော်ကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးပြီးတော့တင်းရှောင်နေရတယ်လို့လည်းသိရပါတယ်အဲ့တော့ထိုင်းစစ်တပ်ကလည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ထိုင်းမြန်မာနယ်သက်တလျှောက်မှာလုံခြုံရေးတွေတိုးမြင့်ပြီးတော့အချိန်ပြည့်ကင်းလှည့်နေတယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ တိဘောဘုစခန်းနဲ့ပတ်သက်တဲ့တရင်အနှစ်ချုပ်ဖြစ်ပါတယ်။လက်ရှိချိန်ထိတော့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေဆဲလို့ဆိုပါရခင်ဗျာကျွန်တော်တို့တရင်တွေကိုဆက်ပြီးတော့စောင့်ကြည့်ရမှာပါ။တေချာလာကတော့တိတ်မကြပါဘူး။တရက်ခန်စခန်း၊နှစ်ရက်ခန်စခန်း၊တနေ့ခင်းခန်စခန်း၊တနားခန်စခန်းတွေပါဒီတိုင်းမြန်မာနယ်စပ်ကစခန်းတွေကတော့ခဏခဏတွင်းနဲ့သိမ့်ယူရတဲ့သိမ့်ယူနိုင်တဲ့စခန်းတွေပါဒီစခန်းလေစခန်းသိမ့်နိုင်ပြီဆိုတဲ့တရင်ကကျွန်တော်တို့တေချာပါတယ်မကြတော့ပါဘူး။ နောက်သတင်းတစ်ပုဒ်ကတော့သကိုင်းတိုင်းတဲကသတင်းမှာသကိုင်းတိုင်းမှာအချမ်းဘက်စစ်ရုံးကောင်စီရဲ့ရက်စက်ရုံမာတဲ့သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။ဒါကတော့သကိုင်းတိုင်းကက်မလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အချမ်းဘက်စစ်တပ်ကပြည်သူလူထုကိုတက်ပြီးတော့ခလင်းငယ်တွေပါဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားပြီးတောင်းတဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့မေ31ရက်နေ့မှာကက်မလူမြို့နယ်ဒီချက်တင်တိုင်းနယ်အတွင်းကနေထွက်လာတဲ့အချမ်းဘက်စစ်တပ်စစ်ကြောင်းဟာကန်ကြီးရွာနောက်ကုန်းကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ အသက်40အရွယ်ကိုသိန်းထွေးနဲ့အသက်20အရွယ်ကိုသေးရထွန်းတို့နှစ်ဦးကိုရရသက်သက်ပြစ်ခတ်တက်ခတ်ပြစ်ခတ်တက်ဖြတ်ခဲ့ပြီးတော့အသက်9နှစ်8နှစ်12နှစ်အရွယ်မိန်းကလေး3ဦးပါဝင်ပြည်သူ16ဦးကိုဖမ်းဆီးသွားကလက်ရှိအချိန်ထိပြန်ပြီးတော့မလွတ်ပေးသေးဘူးလို့သိရပါတယ်။အသက်ခံရသူတွေကအသက်40နဲ့အသက်20အရွယ်တွေပါဖမ်းတော်တဲ့ပြည်သူတွေရဲ့အချိန်လေးလည်းဘာမှထပ်ပြီးတော့မကြားရသေးပါဘူး။လက်ရှိစစ်ပေးဆောင် ပြည်သူတွေကမိုးရင်းဆိုတော့အတော်လေးအခက်အခဲရှိပါတယ်။အဓိကလိုအပ်ချက်ကတော့စားတောက်ကုံအမိုးကာနဲ့ အခြေခံဆေးဝါးတွေလိုအပ်လျက်ရှိနေပါတယ်ဆိုပြီးဒီကျွန်းလတက်ကြွလှုပ်ရှားသူတွေအဖွဲ့ကတာဝန်ရှိသူတူကနေလက်ရှိအဲ့ဒီဒေတာမှာဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရှင်းပြပါပါတယ်ခင်ဗျာဇော်လာ၂ရက်နေ့ညနေ၃နာရီလောက်မှာလဲဒီကုတော်မှုစစ်တဲ့အထိုင်စခန်းနိုင်ထွက်လာတဲ့အချမ်းဘတ်ဆက်ရှုံးကောင်စီတက်စစ်ကြောင်းဟာမစ်တလင်ကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတော့မွန်းလွယ်၃နာရီခွဲအချိန်လောက်မှာတော့ဒီချက်တင်တိုက်နယ်အထိုင်စခန်းကထွက်လာတဲ့အချမ်းဘတ်စစ်သားနဲ့ပြူစောတီတွေပူးပေါင်းထားတဲ့အင်အား၁၀၀လောက်ကလည်း ဥကင်းကြီးရွာကနေတဆင့်နှောင်းကုန်းရွာဘက်ကိုစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်စီးနင်းနေတယ်လို့သိရပါတယ်ခင်ဗျာဒါကတော့စကိုင်းတိုင်းတွေကစစ်ရှုံးကောင်စီတက်ရဲ့လှုပ်ရှားတဲ့သတင်းနဲ့ဒေသခံပြည်သူတွေရဲ့အခြေအနေပါနောက်မန္တလေးဘက်ကသတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့တွားရအောင်ပါမန္တလေးတိုင်းပကံမြို့တစ်ကံကောရက်ကွက်စရက်မှာအချမ်းမတ်စစ်တက်လက်အောက်ခံပြူစောတိကောင်းဆောင်ဇော်ဇော်အပါဝင်ပြူစောတိကိုဦးကပြည်သူတွေထံကနေစက်ကြီးကောက်နေတဲ့အချိန်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရမှာ၈ဦး သေဆုံးသွားတယ်လို့သိရပါဗျ။အဲ့တော့ဇွန်လ၁ရက်နေ့မှာပကံမြူတစ်ဒီခံခေါ်ရက်ကွက်မှာချမ်းမတ်စစ်တဲ့လောက်ခံတက်ထွက်ပြူစောတိခေါင်းဆောင်ဇော်ဇော်နဲ့သူ့ရဲ့နောက်လိုက်ပြူစောတိရှစ်ဦးကရက်ကွက်ထိပ်မှာရှိတဲ့ဇေယျမှာပြည်သူတွေထံကနေစက်ကြီးကောက်ခံနေတယ်လို့သတင်းရရှိတဲ့အတွက်ထဏောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကတွားရောက်ပြီးတော့ပြစ်ခတ်ခဲ့တာလို့သိရပါဗျ။ပြစ်ခတ်တိုက်ခိုက်မှုတွေမှာပြူစောတိတွေကလက်ပစ်ဘုံနဲ့ပြန်လည်တိုက်ခိုက်ဖို့ပြုလုပ်တဲ့အချိန်မှာလက်ပစ်ဘုံမှာကြီထိမှန်ပြီးတော့ပောက်ကွဲခဲ့ရမှာ။ စ္စောတိခေါင်းဆောင်စစောနဲ့သူ့ရဲ့နောက်လိုက်ပစ္စောတိခုနှစ်ဦးတည်ပြီးတော့တအူးကတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အဲလက်ပစ်ဘုံတော့ကြည်စံတဲ့တယ်မှန်တယ်ဆိုတော့ဒီကောင်လေးကန်စားတာအတော်လေးတက်နေတယ်လို့ဆိုရမှာပါတကံမြို့သစ်ဘက်မှာတော့နော်အဲတည်ဆုံးသွားတဲ့ပစ္စောတိရေထံကနေ0.22လက်လုတ်တနက်တလက်ကာပိုင်လက်လုတ်တနက်တလက်ဒီလက်ပစ်ဘုံတလုံးကာပိုင်ကြီး10တောင်း0.22ကြီး6တောင်းဆိုင်ငယ်နှစ်စီးနဲ့အတူပစ္စောတိတက်တဲ့ခံအထောက်ထားတွေကိုဒေစီယာမိခဲ့တယ်လို့သိရပါဗါတယ် ဓမ္မယုံဆိုတာကတရားပွဲအတွက်စုဝေးနေတာမဟုတ်ပါဘူးစက်ကြီးကောက်နေတာပြီးတော့ပြူစောတိတက်တေခံထောက်ထားတွေကလည်းဒီရရှိတယ်လက်လုတ်တဲ့အတူနှစ်လက်ပြီးတော့ကြီးတွေပါလက်ပြဘုံတွေပါသိစီရမိခဲ့တယ်ကျွန်တော်တို့ပြစ်တာကပြူစောတိကောင်းဆောင်စောစောကိုအဓိကထားပြီးတော့ပြစ်တာကျွန်တော်တို့ဝင်ပြစ်တဲ့အနေထားမှာလက်ပြဘုံနဲ့ပြန်ပြစ်တာကိုကျွန်တော်တို့ကြီးကလက်ပြဘုံကိုမှန်သွားတာလားတော့မသိဘူးလက်ပြဘုံကထပောက်ပြီးတော့ကျွန်တော်တို့ကားနဲ့ဝင်ပြစ်ပြီးတော့ပြန်ကွေးတဲ့အချိန်မှာအကုန်လုံးကမှောက်နေကြပြီပြည်သူတွေအနေနဲ့ပြူစောတိရဲ့အနေကမနေဘူးပေါ့ တည်ဆုံးသွားတဲ့သူတွေကလည်းအဲသူ့နောက်လိုက်တွေပါကျွန်တော်တို့ပစ္စည်းဆင့်ကောက်တဲ့အချိန်မှာတော့ဒိုင်ယာနဲ့သူတယောက်တွေ့တယ်သူ့မှာလက်နဲ့မရှိတော့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူးတည်ဆုံးတာကပြစောတိကောင်းကောင်းဇော်ဇော်ပါဝင်ရှစ်ဦးတည်ဆုံးနေဆိုပြီးဒီစစ်စင်ရေးပြုလုပ်ခဲ့တဲ့ရဲဘော်တယောက်ကအချိန်နေသေးစိတ်ကိုရှင်းပြပါပါတယ်အဲ့တော့ရဲဘော်ဒီတကွက်တော့လိုသွားတယ်မှောက်နေကြတယ်ဆိုရဲဟာသူတို့ကဓမ္မယုံမှာဓမ္မယုံမှာဝိုင်းဖွဲ့တောက်နေနေမူးပြီးတော့ပောက်သွားလာလဲမသိတခြားလေးတော့သိခဲ့ရမှာဘာကြောင့်လဲဆိုတော့ဒီကောင်တွေက စု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 လက်နဲ့တကားကားနဲ့ပြည်သူကိုရံပြုတ်မယ်စက်ကြီးကောက်မယ်ပြီးရင်ရက်ွက်ဓမာယုံနေဒီဇရက်တွေမှာစုဝေးပြီးတော့တောက်စားကြမယ်ရန်ကားကြမယ်ဆိုတဲ့ကောင်းနေအဲ့တော့ limit ပြည့်ပြီးတော့မှောက်သွားပြီလက်ပြုံးလည်းသူ့လိုလို꿰သွားတယ်ဆိုတော့ဖြစ်နိုင်တယ်တေချာလေးစစ်ခဲရမှာပေါ့နော်အဲ့တော့ဒီကနေ့ညပိုင်းရဲ့နောက်ဆုံးသတင်းကိုတင်ဆက်ရမယ့်အချိန်ရောက်ရှိလာပါပြီဒါကတော့နိုင်ငံတကာသတင်းဘက်ကယူကရိန်းနဲ့ရုရှားစစ်ပွဲသတင်းကြောင်းရပါအဲ့ယူကရိန်းကတော့ စူပါပါဝါနိုင်ငံကြီးရုရှားကိုဒီရက်တွေမှာတော်တော်လေးပညာပြနေနိုင်တယ်လို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုရင်အရင်ရက်ကလည်းဒီဘုံကျဲလေယာဉ်တွေနျူကလ িয়ার ကြီးထိပ်မှုတွေတက်နိုင်တဲ့လေယာဉ်တွေဒီပက်ထိန်ဒီဒုံဒုံတွေတက်နိုင်တဲ့လေယာဉ်တွေကိုအစီး40ကျော်40ဒစီထိပျက်စီးအောင်ပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့အထိလက်စွမ်းထပ်နေတဲ့ယူကရိန်းဖြစ်ပါတယ်။အခုလဲဒီယူကရိန်းနဲ့ရုရှားဆွေးနွေးကြမှာငြိမ်းချမ်းဆွေးနွေးပွဲအကြိုကာလ ဲ့ဒီခုကာလမှာပဲယူကရိန်းအရှေ့ပိုင်းဒီခါကီဗ်ဒေသရဲ့ကောင်းကင်ယံကိုကာကွယ်ဖို့ယူကရိန်းလေကြောင်းယံကာကွယ်ရေးတပ်ဖွဲ့ကရုရှားရဲ့မောင်းတူမဲ့လေယာဉ်တွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နှစ်ဖက်စလုံးကလေကြောင်းချီတိုက်ခိုက်တာတွေကိုအချိန်မြင့်လာနေတာပါ။တခါတလေမှာလေကြောင်းတိုက်ခိုက်မှုသတိပေးချက်အချိန်ပေါင်းများစွာထပ်ပေါ်လာတဲ့ခါကီဗ်ဒေသမှာတပ်ဖွဲ့တွေကတိုက်ချက်ကြီးတယောက်ကသူနဲ့သူ့ရဲ့ရဲဘော်တွေဟာမောင်းတူမဲ့လေယာဉ်အမျိုးအစားအလုံးကိုပစ်မှတ်ထားလေရှိပြီးဒီ cruise ဒုံးကျည်တွေကိုပါပစ်ချတယ်လို့ပြောပါတယ်အဲ့တော့လေရင်မျိုးစားအလုံးကိုပြစ်မှတ်ထားလေရှိပြီးတော့ဒီပစ်ကတ်တာကတော့ဇွန်လတည့်ရမှာအဲ့ဒီအဖွဲဟာရှဟတ်ဒုံးနှစ်စင်းကိုပစ်ချဖို့လေရင်ပစ်တနတ်တွေနဲ့အသေးစားစက်တနတ်တွေကိုတုံးခဲ့တယ်လို့စစ်သားတအုပ်ကလည်းပြောပါတယ်အဲ့တော့ခါကီဒေတာမှာရုရှားကဒရုန်းနဲ့တိုက်ခိုက်လို့ကလေးနှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ဒီဒေတာနာအုပ်ချုပ်ရေးမှူးကလည်းဇွန်လ2ရက်မှာသူက Telegram လူမှုကွန်ရက်ပေါ်ကနေပြောထားတာကိုတွေ့ရပါတယ် ဇွန်လတရက်ညကတိုက်ခိုက်မှုတစ်ခုမှာတော့ရုရှားကယူကရိန်းစီမောင်းသူမဲ့လေယာဉ်450သင်းကိုပစ်လုခဲ့တယ်လို့ယူကရိန်းလေတပ်ကတနင်္ဂနွေနေ့မှာပြောဆိုထားတာကိုလည်းတွေ့ရပါတယ်စစ်ပွဲကာလမှာအခုချိန်အထိတညတာအတွင်းစုစုပေါင်းပစ်လုမှုအများဆုံးအရေးအတွက်လည်းဖြစ်ပါတယ်ဒရုန်းပေါင်း900နီးပါးပေါ့တစ်ချိန်တည်းမှာယူကရိန်းဟာစိုက်ဘေးရီးယားဒေသတွေကရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာယက်ထားတဲ့ရုရှားနျူကလ িয়ার လက်နက်၃နိုင်နဲ့တာဝေးပစ်ဘုံးကျဲလေယာဉ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းထောက်လိုက်ရဲ့အရာရှိကပြောပါတယ် ော့ဒီတိုက်ခိုက်မှုကိုခါကီဒေတာလေချောင်းရံကာကွယ်ရေးတပ်ဖွဲ့ကစစ်သားတွေကချီးကျူးခဲ့ပြီးစစ်စင်ရေးကသူတို့ရဲ့စိတ်တက်ကိုမြင့်တင်ပေးခဲ့တယ်လို့ပြောပါတယ်ခင်ဗျာအဲ့တော့ဗီဒီယိုတွေလည်း comment တွေမှာရေးသားနေကြတာတွေ့ပါတယ်ယူကရိန်းရဲ့ရုရှားကိုအဓိကအားဖြင့်ဝေဟင်ကနေဒုက္ခပေးနေတဲ့ဒီလေချောင်းပစ်တွေကိုလေချောင်းကနေပစ်ခတ်လို့ရတဲ့လေရင်တွေကိုတိုက်လေရင်တွေကိုဖျက်ဆီးနိုင်ခဲ့တဲ့အပေါ်မှာမြန်မာပြည်မှာရှိတဲ့တော်လှန်ပြည်သူတွေကလည်းအားကြနေရပါတယ် အဲ့တော့တိုက်ခတ်တာကဓာတ်တွေကိုဖျက်ဆီးခဲ့တာကလည်းကျွန်တော်တို့ drone နေနဲ့ဆိုတော့ပို့ပြီးတော့အားကြပါဘာလို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ news online ရေးမှလည်းဒါကဖြစ်နိုင်တဲ့ကိစ္စမဟုတ်လို့ပါဒါပေမဲ့ကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင် drone အစီးပေါင်း900ကျော်ဆစ်လွတ်လိုက်တယ်ပထမတညမှာအဲ့ဒီ drone အစီးပေါင်း900ကျော်လွတ်ပြီးနောက်တစ်ရက်မှာထပ်ပြီးတော့ဒီ drone နေနဲ့ဒီဟိုကွန်တိန်နာကားတွေတည်းက drone တွေထွက်ပြီးတော့တိုက်ခိုက်တာဆိုတော့ drone အစီးပေါင်း ထောင်ကနန်းနဲ့ချီပြီးတော့အသုံးပြုပြီးတိုက်ခတ်ရတာဖြစ်တဲ့အတွက်ကုန်ကျစရိတ်ကလည်းကျွန်တော်တို့ခန့်မှန်းကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့နူတိုလန်ရေးမှာလည်းစစ်တပ်ရဲ့လီတက်စခန်းတွေလီတက်အထိုင်စခန်းတွေဒီလင်းရဲကျဲနေတဲ့လင်းတွေရနာကွင်းတွေဒီနေရာတွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ဒါပေမဲ့တေချာတာကတော့ကျွန်တော်တို့မှာ budget ပါဒီစစ်သုံးစိတ် budget ကတော့ဒီလိုမျိုး mission အကြီးစားကြီးတွေပေါ်ဆောင်နိုင်ဖို့ဆိုရင်အင်မတန်မှညံ့ညားဆဆလိုအပ်မယ်အနေထားပါ။ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်လို့ရပါတယ်ကျွန်တော်တို့ အဲဒါကမဖြစ်နိုင်ဘူးလို့တသမတ်ထဲတတ်မှတ်ထားလို့မရပါဘူးကျွန်တော်တို့နေဦးတော်လှန်ရေးမှာလည်းဒါမျိုးတွေလာပါလိမ့်မယ်ဒါမျိုးတွေကျွန်တော်တို့စောင့်မျှော်ပြီးတော့ကျွန်တော်တို့နိုင်ရာတွေကိုဆက်ပြီးတော့ထမ်းရပါလိမ့်မယ်အဲ့တော့ဒါကတော့ဒီကနေ့ညပိုင်းမှာကျွန်တော်တို့တွေ့မြင်ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနေ့ပြန် မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်လည်းမိသားစုဆက်ခံနေရခြင်းမျိုးလည်းရတယ်ဒီလိုအတွက်မှာမိသားစုမျိုးများနေတဲ့ဖက်ပြီးကိစ္စမှာမျိုးပေါ်တက်ပြီးဖက်ပြီးရတာမျိုးလူစုလူဝေးတို့ချင်းများမပြုလုပ်ကြဘူးတိုက်တယ်မျိုးဟောဟပ်ပါလေခင်ဗျာမိဝေးနေခြင်းမျိုးမိသားစုဆက်ခံနေရခြင်းအပြီးတော့မှာကိုယ်ကိုယ်ချင်းများကိုယ်ချင်းများအတွက်မှာဒါမခံကြဘူးမိသားရခံဟပ်ပါလေခင်ဗျာ ကိုယ်ဘယ်လမ်းကြောင်းတစ်ခက်ပြီးခဲ့ပြန်လာရေကြောင်းတစ်ခက်ဆက်ထားရဲ့လေရနာကိုတော့မင်းလာချင်းကြည့်ရှင်ချင်းများမပြီးလို့ခုကိုလေမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါရခင်ဗျာဒီလိုလေဒီကဒီဒီဒီများနေမယ်မင်းတို့ရဲ့အိမ်ဒီထဲမှာဘုန်းကြီးကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မဲ့ဒီထားကြလို့ရပါတယ်အိမ်ကအိမ်ပိုင်းမှာဘုန်းကြီးကြီးနဲ့ခေါင်းကြီးတွေသူပြေးထားကြတယ်အခုလိုပြေးလို့ရပါတယ်ခင်ဗျာဒီကောင်လို့ မိမိရဲ့အိမ်တွေထဲမှာလေကြောင်းရဲ့မှာကာဝေနိုင်ရဲ့အတွက်ဘုန်းတော်ကြီးနဲ့ကျွန်တော်ကြီးများမဖြစ်မနေစတဲ့သူပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုတော့ ခေတ္တစီစိတ်တဆွမ်းအားတူမီချိုးစားပြတ်တော်မီဖေရတီအောင်စုအတွက်အသက်သွေးပေးဆက်မီတောင်းကိုစီချမ်းရွက်ချမီစာနာကူညီပေးမှာထောက်ရလက်တွေ့ညီရဲ့ရင်တွေတော့ပြီးပြီးတက်တီတဆာညီရန်သူအာနာယူမြချေမုံမြင့်ချမ်းမီမြန်ချင်းညာနဲ့ဆွဲချက်ကြည့်ညီ ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြည့်ပေးစက်ကြည့်ကြကတိပြုသင်စာတီဒီလူလူအပေါင်းပြီးစံစားပြရမည်

စိတ်ဆွမ်းအားထုတ်ကြည့်ကြိုးစားပြတ်ကြော်မြည်ဖယ်ရပြီတော့စုအတွက်အသက်သွေးပေးစမြည်ဒါဝင်ကိုစီထဲရကြမြည်စာရာကူကြီးပေးမှထာဝရလက်တွေ့ညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသက်စာကြီးရန်သူအားနာယူမြခြေမုံမြည်ချင်မြည်ဉာဏ်ပညာနဲ့ဆွဲဖြတ်ကြည့်မြည်

Gracias.